ေလို့နည်းချောက်ခါရတဲ့အသက်ရှင်ရောင်ကြက်နေအေးကလူကပိန်ပင်မဲ့လေဘိုက်ကတော့နည်းနည်းတော့ပူတယ်ဟိုအေးကလေရမ်းစားရတယ်ဒါပေမဲ့စားပြီးတော့တခြားနေရာမှာစီမတက်ဘူးအေးဘိုက်ကအစီတက်တယ်ရန်စားလို့လေတော့အစားထိမ့်ပါမယ်လို့အေးကိုကိုပြိတက်ပြပြောရမှာတဲ့ဘိုက်ပြနေပြီတဲ့အဲ့တော့လည်းရှော့နေပါလေဟုတ်တယ်ဟုတ်တယ်အေးကဖက်ရှင်လည်းအရင်ကြိုက်တယ်တဲ့မှာပါတာဆိုတော့လေဟုတ်အဲ့တော့တစ်ခုနဲ့တစ်ခုကိုကိုကိုလည်း အဲ့လိုနေနေချပုံစံမျိုးလည်းမဟုတ်ဘဲနဲ့ပေါ့နော်အဲ့လိုမျိုးလေးအော်တစ်ခုနဲ့တစ်ခုမတူတဲ့ပုံစံလေးတော့အေးကအဲ့လိုမျိုးပြဿနာတွေကိုပြကျင်တာပေါ့နော်ဒါကခလာရဲ့ပေါ့နော်ဒီ cosmetic mix ဆက်ပွဲလေးပေါ့နော်အဲ့ဒါလေးကိုလာရောက်ပြီးတော့အားဖြည့်ပြီးတော့တက်ပေးရပါရှင်။ Hello ပါပါကြော်ညာရိုက်ပေးထားတဲ့ခွဲလေးကိုတက်ရတာဆိုတော့နော်အဲအခုအပြင်မှာလည်းပုံကြီးချိတ်ထားတယ်ဆိုရင်အရင်သဘောကျပြီးတော့ပျော်ပါတယ်။ ဟုတ်အရင်အရင်ကြိုက်တယ်ဟိုအဲ့တော့ရိုက်ထားတဲ့ပစ္စည်းလေးရေကုန်လာတယ်ဒီ product နဲ့ပဲကုန်တကယ်ကိုဒိန်းပြီးတော့ရိုက်ထားတာဆိုတော့အေးကိုယ်ကလည်းအရင်ကြိုက်တယ်ပြီးတော့ထွက်လာတဲ့ result လည်းကြိုက်တယ်အရင်သဘောကျပါတယ်ရှင်ဟိုကလှလှပပလေးနေရောမှာပဲဒါကိုချေရတဲ့လူတွေအကုန်လုံးကလည်းတကယ်ကိုဟို အားပေးပြီးတော့ချစ်ကြမှာပေါ့နော်ဒါတော့ကိုကဟိုမပြေမစင်တဲ့နေနေလို့ရှိရင်တော့အေးတို့ဒီလိုရတဲ့လုံနဲ့မကိုက်ညီဘူးပေါ့နော်အေးအရောလေး skin care တွေချက်လေးအဲ့လိုမိတ်ကပ်ပစ္စည်းတွေသုံးရတဲ့ဟာကိုကိုကြိုက်ခဲ့တယ်မှာပါတာပေါ့နော် ကြောင့်မလို့လေ AI ဒီခူလာရဲ့ဒီ brand လေးတွေကိုအများအားသုံးပြီးတော့လင်းထစ်တယ်။ AI ကြတော့ဒီလိုအဓိကတော့နှကန်းကြီးတို့ ဒီနေ့ကလည်း thanks လေးရလည်း angel thanks လေးဖြစ်တယ်ပေါ့နော်အဲ့ဒါနဲ့အဖြူလေးကိုရွေးချယ်ပြီးတော့ဒီဘက်ဒီဘူးဆိုင်မှာလည်းလောက်တာဆိုတော့နည်းနည်းလေးအဲ့ဒါလေးနဲ့လိုက်အောင်ပြင်ဆင်ပါဟုတ်ဒီဆိုင်နာစစ်ပြီးပါဟုတ်တယ်အဲရတော့ဟိုပုံမှန်ပေါ့နော်ဒီလိုမျိုးပုံစံလေးတော့ဝလေးဝထားမရှိဘူးပေါ့နော်အဲအားကြောင့်လို့နည်းနည်းလေးကိုမဝတ်ဘူးတဲ့ပုံစံလေးစဉ်းစားပြီးတော့ဝတ်လာပါတာဟုတ်ကဲ့အဲမဟုတ်အဲရကျတော့လေဟိုဘောင်းမီတို့ဘာတို့ဝတ်တာဟိုကြိုက်တယ်ပေါ့နော် ဒီနေ့ကျတော့အဲ့လိုစကတ်လေးနဲ့ကျတော့လည်းမင်းကလေးစံတာမျိုးကြီးရဲ့တိတ်မဝဲဘူးဒါအင်ဂျယ်ဒီနေ့ရရင်တော့အတောင်ပံလေးနဲ့ဆိုတော့လေအင်ဂျယ်သင်းလေးဆိုတော့ဒါလေးစဉ်းစားပြီးတော့ဘာလို့လဲလည်းပူနေလို့နည်းချောက်ခါတယ်အသက်ရှူရအောင်ကြက်နေအေးရလူကပိန်ပင်မဲ့လေဘာဖြစ်လို့နည်းနည်းတော့ပူတယ်ဟုတ်တယ်ဟုတ်တယ်အေးရဖက်ရှင်လည်းအရင်ကြိုက်တဲ့တည်းမှာပါတာဆိုတော့လေဟုတ်အဲ့လိုတစ်ခုနဲ့တစ်ခုကိုယ့်ကိုလည်း လိုနေနေချာပုံစံမျိုးလည်းမဟုတ်ဘဲနဲ့ပေါ့နော်အဲ့လိုမျိုးလေးအော်တစ်ခုနဲ့တစ်ခုမတူတဲ့ပုံစံလေးတော့အေးကအဲ့လိုမျိုးပြဿနာတွေကိုပြကျင်တာပေါ့နော်ဟုတ်တယ်အေးကအဲ့လိုမျိုး street style ပုံစံမျိုးကိုကြိုက်တယ်တော့ကတော့အေးကလေအဲ့လို skin care step တွေတော့အများကြီးတော့တေချာသေးတော့မသုံးပြဘူးပေါ့နော်အေးကတော့အဓိကခုနပြောသလိုပဲအေးက skin care step ဒီ cosmetic တွေသုံးရတဲ့ဟာတော့ကိုကြိုက်တယ်ဒါပေမဲ့လည်း cosmetic သုံးတဲ့သူဆိုတော့အဲ့ဒီ foundation တွေပါပြီးွားတဲ့ခါကြလို့ရှိရင် skin care လိမ့်မှလည်းမျက်နှာသားတွေပျက်စီးမှာပေါ့နော် အဲ့ဒါကြောင့်မလို့ဒီလိုမျိုး cleansing mind နဲ့ပတ်သက်ပြီးတော့တေချာလေးတော့လုပ်ဖြစ်ပါတယ်။အေးရလားဒီ soft mat နဲ့နှာခမ်းနီလေးကိုကြိုက်ဆုံးပဲ။အေးကြုံညာကြုံညာရိုက်တုံးကလည်းအေးအနီရောင်လေးစိုးရတဲ့ပုံလေးလေး။အေးအဲ့အနီရောင်ပုံမှန်ဆိုရင်ကွာမှန်မှန်တမန်တိုင်းပို့နေလည်းပြောရရင်အစားတုံးကကြတော့အဲ့လောက်ထိအရောင်ထွက်မှန်မယ်လို့မထင်ဘူးပေါ့နော်။အေး shooting ပါအေးကအမအေးအနီလေးစိုးချင်တယ်ပေါ့နော်။ဒီဝတ်စုံလေးနဲ့ဒီလေးစိုးရတယ်ဆိုတော့ okay အမတို့စီမှာရှိရကိုကတော့ဘဝနဲ့ပြောရလို့ရှိရင်ဒီလောက်ထိအရောင်ထွက်ကိုသူရတရောင်နဲ့အေးစိုးတာနှစ်ရောင်ထပ်မစိုးတာ ာပေါ့အဲ့အေးဒီကြောင်ညာကားတဲ့ပုံမှာအဲ့ဒါလေးထည့်ပြီးတော့အဲ့ဒီမှာဆိုလို့ရှိရင်ဒီအဲ့အနီရောင်လေးရလေးခဲခဲဟိုအဲ့တရောင်ပဲဆိုတာကဒီအဲ့အနီလေးတော့အရင်ကြိုက်တယ်အရင်ဝမ်းသာပါတယ်လို့အဲ့ကားလေးကလည်းပြည့်တက်တွေမျောနေတာဟိုကိုကြီးလည်းဒါရုံတင်စီစဉ်တာတော့ကြာပြီဆိုတော့လေအဲ့ဒါလေးကိုလေးရပိုင်းနဲ့မှာတော့ရုံတင်ဝင်ဟိုကြာလာပြီပေါ့နော်အဲ့ကျရင်အားပေးကြပါဦးอ๋อเอ็มบ่อะเมอะยังเป็นมาบ่รู้เลยสรเอาประกันแล้วตั้วอ่ะเด้พี่เอาตองจงแล้วตั้วอ่ะ ဲတောင်တုံးရာသီဖြစ်နေရတော့တကယ်ပွဲတော်ကြီးဆိုတော့ဟိုရိုက်ခွေးစတင်ချပြီးလောက်တာမဟုတ်ပါနဲ့တကယ်ပွဲတော်ကြီးတကယ်အဲ့လိုမျိုးလူကြားထဲမှာရိုက်ရတာဆိုတော့ဒီရိုက်ခွေးဆက်အဖွဲတွေရောတကယ်ကိုရိုက်ရတဲ့ဟာရောအိုက်တင်လုံးရတာတွေပါရောအရန်ပင်ပန်းတာပေါ့နော်ပြီးတော့အေးလဲအခုနဲ့ဆိုရင်အဲ့ကားလေးက6နှစ်လောက် ဖြစ်သွားပြီဆိုတော့နည်းနည်းလေးတော့ခလေးရုပ်လေးတော့ဖြစ်ပြီးတော့ကျွန်တော်ဟိုအားပေးကြပါလို့မမရဒီကားထဲမှာလည်းဒါအမေကလည်း driver အနေနဲ့ပါဝင်ထားတယ်ပြီးတော့အေရောအေးအမကိုပါတဲ့အတွက်ဒီလိုမိသားစုတကယ်ကိုအားဆိုင်ပြီးလုပ်ထားတဲ့ကားလေးဖြစ်လို့ဟိုအားပေးကြပါအောင်လို့ပြောချင်ပါတယ်ဟိုမှန်လားပြောလို့ရှိရင်အခုနဲ့စာလို့ရှိရင်တော့အားမရတာပဲပါလို့ရှိရောဒါပေမဲ့အဲ့အချိန်အဲ့ကာလတော့အဲ့စိတ်နဲ့တော့တကယ်ကိုအကောင်းဆုံးကြိုးစားထားတာမို့လို့အားပေးကြပါလို့ဟိုဒီကားလေးကဘယ်အချိန်ပြန်ကြည့်ကြည့် တော့အချက်ကလည်းမဟုတ်ဘူးပေါ့နော်တကယ်တော့ဒီရိုးရာဒီရိုးရာကိုရိုက်ထားတဲ့အတွက်အဲအားတော့ရိုးရာမှာတော့မဟုတ်ပါဘူးတောင်ပြုံးဖွဲရလည်းဒါတော့ခက်အဆက်ဆက်ဟိုအဆင်လာရှိနေတဲ့ရိုးရာတစ်ခုဖြစ်တဲ့အတွက်အဲ့ဒါတော့ရိုးရိုးရာမှာမဟုတ်ဘူးပေါ့နော် မေတို့အမေအတွက်အတေကအကောင်းဆုံးဖြစ်စေချင်တာပါဟုတ်ဘင်းပေါ်အတေကအမေကကြတော့လေကိုရီကိုဖြစ်စေချင်တဲ့စိတ်ရယ်ပြီးတော့အမေကိုရန်ရောက်လေဒါကိုအားဆိုင်ထားတယ်ဟာအတွက်တော့အမေကတော့အများကြီးဖြစ်စေချင်တာပေါ့ဒီကလည်းအမေစဉ်းစားပေးရလဲဒါကတော့အမေသမီးရဲ့အတွက်ဖြစ်စေချင်တာပေါ့နော်ဒါကြောင့်မလို့လေကိုလိုရုံတင်ခွင့်ရတဲ့အတွက်လည်းရန်ဝမ်းသာပါတယ်ငါအမေကလေအဲ့တော့မီတင်သွားတော့ဆိုအရန်ဟိုကရင်တုံနေရပေါ့နော်အာရင်တုံနေရပါလာပြီဆိုတော့ပြောတာပေါ့ဒါအများကြီးစောင့်ခဲ့ရတာဆိုတော့လေဟုတ်ပါဟုတ်ကဲ့ပါ လေးရုံတင်မှုလို့လို့သေးရပါတော့။ဂျာထဲမှာလည်းအဲကားလေးနဲ့ပတ်သက်ပြီးတော့လည်းတောက်လျှောက်လည်းပုံလေးတင်သွားရတာပါလေ။ထုတ်သွားမှာပါလို့အဲ့တော့လေးလာပိုင်းရုံတင်လို့ရှင့်လာပေးကြပါဦး။အဲကားရဲ့မနေ့ရက်ရတော့အများအကြီးပဲခုနပြောဆိုတောင်ပြုံးတကယ်ပွေးကြီးမှာတကယ်နန်းနန်းမှာတက်ရက်ရတော့တကယ်တော့ဘရုံးမှနောက်တစ်ခေါက်ပြန်မရနိုင်နဲ့။အဲအဲအမှတ်တရပေါ့နော်။အဲကားလေးထွက်လာရင်လည်းရတာလေးကိုကြည့်ပြီးခံစားပေးပါလား။အဲအေးကိုရုံကြီးကြီးနဲ့လက်တွဲပြီးရိုက်ခဲတဲ့ဒီခူလာကိုလည်းအများကြီးကျေးဇူးတင်ပါတယ်။ က်ခဲ့တဲ့အချိန်မှာလည်းအေးအေးစိတ်တိုင်းစားအောင်တကယ်တော့အလောက်ပေါင်းဆုံးထွက်လာခဲ့တော့လေဒါကတော့ရိုက်ပေးခဲ့တဲ့ကိုခီတီကိုအောင်ကျော်ထုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ကိုပုံလေးကြီးရောလေအော်ဟိုကိုပင်ပန်းရဲရနဲ့တန်အောင်ပုံလေးထွက်လာလဲလှလိုက်တာပြီးတော့နှာခမ်းလေးလေးဒီဖောင်ဒေးရှင်းလေးကလည်းကောင်းလိုက်တာဆိုတဲ့ feeling ကိုရတဲ့အတွက်တကယ် နေမှာခုခုကိုမှန်ကြည့်ရချိန်တိုင်းငြိမ်မှုရှိသလိုဒေနာကကိုလှနေမှာလည်းဘေးကလူတွေပုံကဟဲနှားလိုက်တာဆိုတာဒါဘေးကလူတွေစကားအပြင်တခြားဟာတွေခုခုကိုကြည့်လိုက်တိုင်းငါနှားလိုက်တာဆိုတဲ့ဒီ confidence ကကိုယ့်ရဲ့အလှပပေါ့ညိုင်းမှုတရားဆိုတော့ဘသူတွေတခြားလူတွေလှတည်မလှဘူးပြောပြောငါမှန်ကြည့်ရင်ငါကလှရလို့ထင်နေရလို့ရှိရင်ငါစင်တည်ရဲ့အဲ ောက်ထွက်ကတော့အလားပါအရေးကြီးဆုံးပါပဲရှင်။ဟုတ်ကဲ့ပါဒီထက်မကပါဘောနော်။အောင်မြင်ပါစေ။ဒီထက်လည်းအများကြီးပို့ပြီးရောနောက်ထပ်နောက်ထပ် product အသစ်တွေလည်းအများကြီးထွက်နိုင်ပါစေလို့ဆုတောင်းပေးပါရှင်။